မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးစိတ်ဝင်စားဖို့မြန်မာနိုင်ငံရဲ့ထိတ်တန့်ရောက်တဲ့တရင်များကိုတင်ဆက်ပေးပါရမရှင်ပထမအဆုံးတရင်အနေနဲ့ဆလင်းတွင်နှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပြီးစစ်သား20ကျော်တေဆုံးကအလောင်းများကိုဖောကားဖြင့်တဲယူဖို့ဆိုဆွဲတဲ့တရင်ဖြစ်ပါရရှင် ကွေးတိုင်းစလင်းမြို့နယ်တွင်နှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပြီးစစ်သား20ကျော်တေဆုံကတေဆုံစစ်သားလာများကိုဖောကားဖြင့်လာရောက်တေဆောင်သွားကြောင်းဗမာတမရအမှတ်3စစ်ဦးစီးကိုကဲရေယုံကိုကဲရေမူကရှန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြားသည် ဧပြီလ19ရက်နေ့နနက်9:35မိနစ်အချိန်ဆလင်းမြို့နယ်နယ်တမဲကျေးရွာမှာနယ်တမဲမြောင်းအတိုင်းရှားတော့ရွာဘက်သို့စစ်ကြောင်းထိုးလာသောအင်အား150ခန်းမှဂျမ်းမက်စစ်တဲ့စစ်ကြောင်းမှာနနက်10:45မိနစ်အချိန်တော်လင်းတပ်ဖွဲ့ဝင်များထောင်ထားသောမိုင်းနေမီကပောက်ကွဲခဲ့ကြောင်းထို့နောက်စစ်ကောင်စီတပ်သားများကမိုင်းရှင်းလင်းရေးလှုပ်ဆောင်ပြီးဒဏ်ရာရစစ်သားများကိုတိုက်ဆောင်ကဆက်လက်ချီတက်လာခဲ့ကြောင်းသိရသည်ထို့သို့ချီတက်လာမှုကြောင့်ဗမာတပ်မတော်အမှတ်900ခွန်တရင်ပောက်တောင်မိုင်းကျမ်းမာရေးနှင့်သူနာပြုတ်တပ်ဖွဲ့တို့ကစောင့်ကြည့် ယ်နနက်7:45မိနစ်အချိန်လက်နက်ကြီးလက်နက်ငယ်များဖြင့်စတင်တိုက်ခိုက်ခဲ့ရာအပြန်အလှန်တိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရင်းတိုက်ပွဲတွင်တော်လင်ရေးတပ်ဖွဲ့ဝင်များထောင်လာသောရှေ့ထွက်မိုင်းများနှင့်လက်နက်ကြီးများပစ်ခတ်မှုကြောင့်စစ်ကောင်စီတပ်သားများထိခိုက်ဒဏ်ရာများစွာရရှိခဲ့ကြောင်းသိရှိရသည်ရင်းတိုက်တွေ့တိုက်ပွဲတွင်စံဖက်စစ်ကောင်စီစစ်ကြောင်းကလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်သဖြင့်လက်နက်ကြီးများမှာဆလင်းမျိုးနှင့်ပန်းတော်ကြီးကြီးရွာသို့ကျရောက်ပောက်ကွဲခဲ့ပြီးဒေသနေပြည်သူခုနှစ်ဦးထိခိုက်ခဲ့ကအမျိုးသားတအုပ်နေရာတွင်ပင်သေဆုံးခဲ့ 一张底下的。 ထို့သူဧပြီလ20ရက်နေ့နက်9:59မိနစ်အချိန်ဆလင်းမြို့နယ်တမြင်ကင်းတွင်တော်လင်းတပ်များကမိုင်းထောင်၍ခုခံတိုက်ခိုက်ရန်ပြင်ဆင်နေစဉ်စစ်တပ်ကညောင်ကုန်းမဲစလီရွာဘက်မှစတင်ပစ်ခတ်ခဲ့ကြောင်းအလားတူပန်တော်ကြီးရွာနှင့်မြောင်းခွရွာဘက်နေရာများကိုလည်းဒရုန်းဖြင့်ပြန်ဝဲ၍ကင်းထောက်ခဲ့ကြောင်းသိရသည်။ထို့ကြောင့်ဧပြီလ20ရက်နေ့နနက်10:30မိနစ်တွင်တော်လင်းတပ်ပေါင်းစုကအကြမ်းဖက်စစ်ကောင်စီတပ်သားများရှိရာနေရာညောင်ကုန်းပိုင်းနှင့်ရှားတော့လက်ပံပင်ပိုင်းတို့ကိုဒရုန်းဖြင့်ပုံနှလုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်းစစ်တပ်ကလည်း Jet Fighter ဖြင့်ပန်းတော်ကြီးရွာကိုနှစ်ကြိမ်တိုင်တိုင်ပုံကျဲတိုက်ခိုက်ခဲ့ပြီးစစ်တပ်နဲ့ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။ရင်းနှီးမွန်တဲ12:50မိနစ်တွင်အကြံဘတ်စစ်တပ်မြေပြင်စစ်ကြောင်းက86ချီတက်လာခဲ့ရာမဲဆလီကွေရအထက်မန္တလေးပြားကြီးအနီးဗမာတပ်မတော်ကထောင်ထားသောမိုင်းကိုစစ်တပ်ကနင်းမိပြီးပောက်ကွဲခဲ့ကြောင်းမိုင်းပောက်ကွဲချိန်ဗမာတပ်မတော်ရဲဘော်များကစစ်တပ်ကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ဝဲ၃နိုင်ခန့်ကြာမြင့်ခဲ့ကြောင်းသိရသည်။ ရှင်တိုက်ပွဲတွင်ဂျမ်ဘတ်စစ်တပ်မကွေးလေတပ်မှတိုက်လေရင်များဖြင့်၅ချိန်၄ချောင်းပြုတ်ပူပေးခဲ့ပြီးအဆိုပါဘုံကျဲတိုက်ခိုက်မှုကြောင့်မြောင်းခွရွာမှနေတလုံးမီလောင်ပျက်စီးခဲ့ကြောင်းသိရသည်။ စစ်ကောင်စီစစ်ကြောင်းကလေးကြောင်းပြစ်ကိုအကြိမ်များစွာအုံပြုလက်ဆက်လက်ထိုးစစ်ဆင်လာခဲ့တော့လေတော်လိုင်းတပ်ပေါင်းစုများဘက်မှလက်နက်ကြီးလက်နက်ငယ်များဖြင့်နောက်မဆုတ်တမ်းပြန်လည်ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထို့ကြောင့်စစ်တပ်မှအထည်နာပြီးဧပြီလ20ရက်နေ့ညနေ3:44မိနစ်တွင်နောက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်ရှင်တိုက်ပွဲတွင်ဂျမ်ဘက်စစ်သားများပြားထိခိုက်သေးဆုံးခဲ့ပြီးလူနာများအားစလင်းစေးရုံတို့မပိုဆောင်နိုင်ပေစစ်စေးရုံကိုသာပြောင်းရွှေ့ပို့ဆောင်နေသည်ဟုတပ်တွင်သတင်းများအရသိရှိကြောင်းဗမာတမ်ရော့ဘီက ဆိုသည်ဧရလ20ရက်နေ့ညနေ6:18မိနစ်အချိန်ညောင်ကုန်းရွာနှင့်ရှားရော့ရွာဘက်သို့စစ်တပ်ကခေတ္တအခြေပြုနေစဉ်ဗမာတပ်မတော်နှင့်ပူးပေါင်းတပ်များကဒရုန်းပုံးများ60မမလက်နက်ကြီးများဖြင့်ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားများထိခိုက်ကြဆုံးများခဲ့ကြောင်းမကွေးလီတပ်မှ၄ချောင်းပစ်ကို9ချောင်းလာရောက်ပစ်ခတ်ခဲ့ကြောင်းသိရသည် စောက်ခရီအသေးဆုံးများတယ်ဆိုတဲ့သတင်းကတော့တော်တော်ရတယ်ခံမှန်းချိန်20ကျော်ကျော်လောက်အသေးဆုံးရှိတယ်လို့သိရတယ်ပြီးတော့ဖောကားနဲ့အသေးအလောင်းတွေကိုလာတိုက်သွားတယ်လို့သတင်းရတယ်ဆလင်းတန်နဲ့253 354 255တဲ့တက်သေးကနေဖောကားနဲ့လာတိုက်သွားတာပခုတ်ကိုတက်မှတရတဲ့လောက်ခံတက်ဖြစ်ပါတယ်လက်ရှိဒီတိုက်ပွဲအခြေအနေကဖြစ်နေတော့မယ်ရှိသေးတယ်မတည်ငြိမ်သေးဘူးအခုချိန်ထိအနယ်တမဲထိရောက်အောင်တော့မဆုတ်သေးဘူးမပြောတော့ဘက်တွေမှာရှိနေတော့မယ်ရှိသေးတယ် လုံးလုံးဆုံမသွားသေးတဲ့အတွက်ကာနေရတဲ့အနေအထားမျိုးပေါ့သူတို့တွေတက်လို့မရဘူးဖြစ်နေတဲ့ဟုဗမာတံတော်အမှတ်3စစ်ဦးစီးကိုကဲရီယုံကိုကဲရီမှုကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည်အဆိုပါတိုက်ခိုက်မှုများကိုဗမာတံတော်အမှတ်909တရင်ပောက်တောင်ပိုင်းကျမ်းမာရေးနဲ့သူနာပြိုတပ်ဖွဲ့တောင်းဆရာ LPDF မင်းမှုခိုင်မှတ်တဲ့တရင်မင်းမှုခိုင်လက်ယုံတပ်ဖွဲ့ပောက်ကဖဆလင်းတို့မှပူပန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကော်ရီတပ်ဖွဲ့ဝင်များအထူးခိုက်မရှိခဲ့ကြောင်းသိရသည် စစ်တပ်ကလေးချောင်းပစ်ကိုယူ၍ဆလင်းမျိုးနဲ့တွင်ရှိကြေးရွာများကိုအင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်နေပြီးလက်ရှိအချိန်ထိတွန်လင်းတပ်ဖွဲ့များထိန်းချုပ်နယ်မြေကိုထိုးပေါက်နိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။ဆလင်းမျိုးနယ်တွင်စစ်တပ်ကအင်အားများစွာတုံ့ရစ်စစ်ကြောင်းများခွဲကထိုးစစ်ဆင်နေသောကြောင့်ပြည်သူများအနေဖြင့်လေးချောင်းအန်ရီလက်နက်ကြီးအန်ရီများကြားရောက်ခြင်းမရှိစေရန်ဘုံကိုခြင်းများတူထိုင်ရန်နှင့်ပြည်သူကောင်ရေးတပ်များ၏ညွှန်ကြားချက်များကိုတသွေမသိမ်းလိုက်နာဆောင်ရွက်ကြရန်အသေးပေးတိုက်တွန်းထားပါရခြင်း။ ဆလဘီမင်းအောင်လိုင်စိတ်သက်ပြက်ပြားနေကအာနာဇက်ကုံကထွက်ပြေးရန်ကြံနေပြီလို့ဆိုတဲ့ဆောင်းပါးကိုတင်ဆက်ပေးပါမယ်ရှင်။မြမစစ်တပ်သမိုင်းတခြားကာဝေးဦးစည်းချုပ်များနဲ့အာနာသိန်းစစ်ကောင်းဆောင်များတွင်မင်းအောင်လိုင်သည်အရေးချင်းအញ្ញံပြင်ဆုံးစစ်ကောင်းဆောင်တို့ဖြစ်သည်ကိုလွန်ခဲ့သော၄နှစ်အတွင်းမြမပြည်သူများနဲ့နိုင်ငံတကာအတိုင်းဝန်ရှိမှောက်တွင်မှတ်ချက်တင်ခဲ့ပြီးဖြစ်သည်။ရှိခိုးကမင်းအောင်လိုင်းသည်သူ၏လက်ရှိအခြေအနေပေါ်အတော်စိတ်ပြက်လက်ပြက်ဖြစ်နေပြီးဟုနေပြည်တော်မှသတင်းစကားတစ်ခုခတ်သက်တဲ့ထွက်ပေါ်လာနေသည် နေပြည်တော်ရှိထိတ်တန်းစစ်ဗိုလ်ချုပ်ကြီး6ဦးနေထိုင်သော6လုံးနှင့်အငိမ့်စာရက်ကွက်တွင်ထတ်တိုးအိမ်တလုံးအစင်သည့်ဆောက်လုပ်ထားပြီးဖြစ်သောမင်းအောင်လိုင်းသည်၎င်းဖန်တီးခဲ့သောအရှုပ်ထွေးကြီးမှထွန်နိုင်ရန်ရွေးကောက်ပွဲကိုမဖြစ်မနေလုပ်ပြီးလင်းအနာရွေမြည်ဟုလည်းအတန်းထွက်ပေါ်နေသည် ထပ်ပေါ်လာတဲ့ရက်ကွက်မှာထိတ်တန့်စစ်ဗိုလ်ချုပ်ကြီးများ၏မိသားစုများနှင့်လက်ပွန်တရင်ရှိလာသည်။ထို့သောထိုအတန်ထိုတရင်ကိုတေးချတီးပြနိုင်ခြင်းမရှိပါ။စင်စစ်မင်းအောင်လိုင်းသည်သခိုင်းငလင်ပလောက်ခံမီ920ခန့်အလို့အထိမတ်လ28ရက်ညနေစစ်ရေးပြအခမ်းအနားတွင်စစ်မှန်အပြည့်ဖြင့်မိန်ကုန်းပြောနေကြရာတိုင်းရင်းသားလက်နက်ကိုင်တော်လင်းအဖွဲ့များနှင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့များ PDF များကိုလက်နက်ချရင်ပြောခဲ့သေးသည်။ထို့ကြောင့်နေပြည်တော်မှထပ်ပေါ်လာသည့်မင်းအောင်လိုင်းစိတ်ပြန်နေပြီးရွေးကောက်ပွဲပြီးလင်အနားယူတော်မည်ဆိုသည့်ပြောဆိုချက်မှများ ားစွာတန်တရားဖြစ်ပွဲရှိနေပါသည်။မင်းအွန်လိုင်းတွင်၎င်း၏အာနာဆက်ရန်တရားလဲပတ်မှုရက်ဆိုင်မသွားစေရန်ငလင်းဒုက္ခသည်အရက်ဘတ်ဝန်ထမ်းများမဖြစ်မနေယုံတဲ့ရန်ဇက်တိုက်ဖိအားပေးလျက်ရှိသည်။မြန်မာနိုင်ငံတွင်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်မှုကိုပြန်လည်ရရှိရန်မှာမင်းအွန်လိုင်းအလောင်းနိုင်ငံတော်အသစ်ကိုတည်ဆောက်နိုင်မှသာရရှိနိုင်မှာလိမ့်မည်ဖြစ်ကြောင်းဆောင်းမရှင်သုဒ္ဓဆွေ၏သုံးသက်ချက်ဆောင်းပါးကိုဖော်ပြလိုက်ပါရရှင်။ ဆလဘေးကြောက်ဖြူတိုက်ပွဲရင်စစ်ကောင်စီကစစ်တပ်လေးဒီများကိုတွင်တွင်ကြဲကြဲအုံပြူလာဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ရင်စစ်ကောင်စီကစစ်တပ်လေးဒီပါရာမော်တာများကိုတွင်တွင်ကြဲကြဲအုံပြူလာနေကြောင်းသိရသည်။စစ်တပ်လေးဒီများကိုမက်လာတတရာဘက်ကစာရေးကျောင်းဖြူမျိုးပေါ်ပြင်ဖြူမော်နဲ့ငလောင်းပွေရက်ကွက်တူရင်လေ့ကျင့်ဆန်းသက်ခဲ့ပြီးဧပြီလအစောပိုင်းကစ၍စစ်မြေပြင်တွင်နေ့စဉ်အုံမျိုးတိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။ အရင်ဦးဆုံးမျိုးဝရက်ကွက်တွေမှာလေ့ကျင့်ပြန်တမ်းမှုတွေရက်ပေါင်း30ကျော်ကျော်လောက်လုပ်တဲ့တိုက်ခိုက်ရေးမှာစာရွက်အသုံးပြုတာကတော့ဧပြီလအစောပိုင်းလောက်မှဖြစ်တယ်။အခုဆိုရင်အဲ့ဒီလေဒီနဲ့နေ့တိုင်းနေပါဘုံတွေကျဲချနေတာတွေဘုံခွဲတဲ့အတန်ကလည်းတော်တော်ကျဲတယ်ဟုကြောက်ဖြူမျိုးနဲ့ကိုပါလာကျေးရွာသားတယောက်ကပြောဆိုတယ်။စတက်လေဒီများဖြင့်လူနေကျေးရွာများကိုပါဘုံကျဲမှုများရှိနေပြီးကုလပါပြင်ရှင်မလာကျွန်းနဲ့တိုင်းချောင်းကျေးရွာတို့တွင်နေပြည့်စည်မှုကျွမ်းနာများထိခိုက်သေးဆုံးမှုများလည်းရှိနေကြောင်း၎င်းကဆက်၍ပြောသည်။ စက်ကောင်စီသည်တိုက်ပွဲတွင်စက်တက်လေးဒီနှစ်စီးထပ်မင်းအုံပြူနေခြင်းဖြစ်ပြီးအဒီကညာဘက်ချိန်တွင်ဘုံချဲတိုက်ခိုက်မှုများကိုပြုလုပ်နေခြင်းဖြစ်ကြောင်း DMG ကစုံစမ်းသိရှိရသည်။ ည9နာရီလောက်ကနေမုံလင်းအာယုံ4နာရီလောက်ထိဆက်တက်လေရီတွေကနေဘုံကျဲချတယ်ညဆိုတော့အတန်လောက်ပဲကြာရပြီးမြင်ရတာမဟုတ်တော့ဘယ်နှစီရှိတယ်ဆိုတာအတိအကျမသိရဘူးဒါပေမဲ့အနည်းဆုံးနှစ်စီးထက်မနည်းလာပြီးဘုံကျဲနေရတော့တေးကြတယ်ဟုစစ်မြေပြင်အခြေအနေတည်သူတရင်ရှင်မြစ်တူကပြောဆိုသည်စစ်ကောင်စီသည်ဆက်တက်လေရီများကိုပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကစရင်မန္တလေးမကွေးနှင့်စကိုင်းတိုင်းတို့တွင်ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးလက်ရှိတွင်နိုင်ငံအနှံ့တွင်တွင်ကျဲစွာအသုံးပြုလာနေခြင်းလည်းဖြစ်သည် အဆိုပါဆက်တက်လေတွေများမှာတနအေကိုမိုင်60ဝန်းကျင်ဖြင့်အမြင့်ပေ1000ကျော်ပြန်တန်းနိုင်ပြီးလူနှအိုးလိုက်ပါဆင်းနေနိုင်သည့်အပြင်အလေးချိန်အပြင်တရံနေပါခံနိုင်ရှိသောကြောင့်အမြောက်ဆန်နှင့်လက်ပြပုံမြောင်များစွာကိုတင်ဆောင်နိုင်ကြောင်းသိရသည်ရှကုဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်းရကတော့စကောင်းဆောင်မင်းအောင်လိုင်းကို ICC မှာ parent ရှောက်ထားမှုကိုကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအသိအမှတ်ပြုဆိုရသေးတယ်ဖြစ်ပါရဲ့ရှင်။ လူသားမျိုးနဲ့ဘော်ဇူလန်ရဲ့ရာဇဝတ်မှုတွေအတွက်ဆေကောင်းဆောင်မင်းအောင်လိုင်ကိုနိုင်ငံတကာရာဇဝတ်ခွန်ရုံး ICC မှာ parent ရှောက်ထားမှုကိုကုလသမဂ္ဂလူအခွင့်အရေးကောင်စီရဲ့58ကြိမ်မြောက်အစည်းအဝေးမြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်မှာတည်မှတ်ပြုလိုက်ပါတယ်။ရိုဟင်ဂျာတွေပေါ်လူမျိုးတုံးတက်ဖြတ်မှုတွေနဲ့အကြမ်းဖက်မှုကျူးလွန်နေတာတွေအတွက် မြန်မာစစ်ကောင်းဆောင်မင်းအောင်လိုင်ကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရှေ့နေ Carrying A Camp KC က2024ခုနှစ်နိုဝင်ဘာလ28ရက်မှာရှောက်ထားခဲ့တာဖြစ်ပါတယ်။ဒါကိုကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့58ကြိမ်မြောက်အစည်းအဝေးရဲ့ April 3ရက်နေ့မှာဆုံးဖြတ်ချက်တစ်ခုအနေနဲ့ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ဆုံးဖြတ်ချက်တွေကတော့မက်ရှလငလင်ကျော်ဘေးဒဏ်ခံခဲ့ရသူတွေနဲ့အသက်ရှင်ကျန်ရသူတွေအတွက်စာနာပေတိုက်ခိုက်မှုအလုံးကိုရပ်တန့်မှု ထိခိုက်ခံစားရသူတွေထံကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအတားအဆီးမရှိပေးရဖို့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်အကြမ်းဖက်မင်းအွန်လိုင်းကို ICC မှာ parent shout ထားမှုကိုအသိမှတ်ပြုတာမြန်မာနိုင်ငံကိုဆက်လက်နဲ့ပစ္စည်းတွေနိုင်ငံတကာကမတင်ပို့ဖို့တိုက်တွန်းတာတွေပါဝင်ပါတယ်။ဒါပြင်ရောမဥရေအပိုက်ဆက်နှစ်၃အရာ ICC ရဲ့တရားစီရင်ပိုင်ခွင့်ကိုလက်ခံဖို့ NUG ရဲ့ဂရီကဝတ်ပြုမှုကိုအသိမှတ်ပြုတာနဲ့ NUG ရဲ့ရခိုင်ပြည်နယ်ရှိရိုဟင်ဂျာများဆိုင်ရာမူဝါဒရည်တည်ချက်အကောင့်ထဲပို့မှုအပေါ် နောက်ဆုံးရအခြေအနေ update ပေးဖို့တိုက်တွန်းတာစစ်တပ်အပါအဝင်နိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်းအလုံးဟာဒီမိုကရေစီနေကြရေကောက်တင်မြောက်ထားတဲ့ပြည်ဝသောကိုစားပြုမှုရှိတဲ့အရတအစိုးရအောက်တဲ့အမှုထမ်းရမှာဖြစ်ကြောင်းတိုက်တွန်းချက်နဲ့အာဂျင်တီးနားတရားရုံးကရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုများအတွက်စစ်ဘုတ်ချုပ်တွေကိုကမ္ဘာနေရာတိုင်းမှာတရားစီရင်ပိုင်ခွင့်အရနိုင်ငံတကာဖန်ရန်ထုတ်ပြန်တာကိုခရီးပြုခဲ့ကြောင်းဆုံးဖြတ်ချက်တွေလည်းပါဝင်ပါတယ် ။အခုဆုံးဖြတ်ချက်တွေကကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့အထွေထွေညီလာခံကိုဖိအားတက်ရောက်စေပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်2669ကိုဆက်လက်ဖော်ဆောင်ပြီးစိုးစိုးပေါ်ပြည်ထောင်ခက်အရေးယူမှုတွေပြုလုပ်ဖို့လိုတယ်လို့လည်းထုတ်ပြန်ထားပါတယ်။